ရမ်မှာပွဲတိုင်းပန်းနေရတဲ့နာတန်အလူကက်နဲ့ရီစန်းရှင်တို့နဲ့လိုက်ပြီးဟေးတာဘယ်မုန်းနဲ့ဇာဗီယာတို့ကိုပတ်ထားတဲ့ update patch အသစ် Okay အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဖီလိန်ပါဒီနေ့မှာတော့ပြီးခဲ့တဲ့ November 9ရက်နေ့ကရောက်လာခဲ့တဲ့ update patch မှာဘယ်ဟီးရိုးတွေကိုပတ်လိုက်ပြီးဘယ်ဟီးရိုးတွေကိုနဲ့လိုက်လဲဆိုတာနဲ့ item တွေရဲ့အပြောင်းလဲတွေအကြောင်းကိုပါပြောပြသွားမှာဖြစ်ပါတယ်ဒီတော့ဗီဒီယိုလေးကိုစောင့်အောင်ကြည့်ဖို့နဲ့အစဉ်ပြေရင် VPN လေးခန့်ကြည့်ပေးဖို့တောင်းဆိုချင်ပါတယ် ဲဒါဆိုရင်ဗီဒီယိုလေးကိုစလိုက်အောင်ကျွန်တော်အနေနဲ့အခုရောက်လာတဲ့ Revan Freya ရဲ့ပြောင်းလဲသွားတဲ့ scale ပုံစံတွေရဲ့အကြောင်းအသေးစိတ်ကိုပြောပြပြီးသားဖြစ်တဲ့အတွက်တကယ်လို့မကြည့်ရသေးရင်ဒီဗီဒီယိုလေးမှာသွားပြီးတော့ကြည့်လို့ရပါတယ်ဒီတော့ Hero Adjustment စီကိုပဲတန်းပြီးတော့သွားလိုက်အောင်ဒါဆို ပထမဆုံး Net Flight ရဲ့ Hero တွေကိုအရင်ပြောပြပါမယ် net flight ရဲ့ပထမဆုံးဟီးရိုးကတော့ဘက်မှာဓာတရရဲနဲ့တောင်းကျမ်းနေတဲ့အလူကပ်ပဲဖြစ်ပါတယ် အလူကဲ့ရဲ့စပယ်တစ်ခုသုံးပြီးတိုင်းပြေးခုတ်တဲ့ပတ်စစ်ကထွက်တဲ့ဒမ်းမေဘောနက်ကိုတူတဲ့ဖီဇီကယ်အတက်ရဲ့140ရာခိုင်နှုန်းကနေ125ရာခိုင်နှုန်းထိလျှော့လိုက်ပါတယ်ဒါအပြင် scale 1ရဲ့ total physical attack bonus ကိုလည်း130ရာခိုင်နှုန်းကနေ85ရာခိုင်နှုန်းထိလျှော့လိုက်ပြန်ပါတယ်။ဒီတော့အလူကက်ကအရင်လိုမျိုး damage အများကြီးထွက်တော့မှာမဟုတ်ပါဘူး။ နောက်တစ်ကောင်ကတော့ရီဆန်းရှင်ပဲဖြစ်ပါတယ်။ရီဆန်းရှင်ရဲ့ scale 1သုံးလိုက်ရင် control အမြူရတဲ့ကြာချိန်ကို10စက္ကန့်ကနေ0.4စက္ကန့်ထိရှော့လိုက်ပါတယ်။ပြီးတော့ enemy stand ပေးတာနဲ့အချိန်ကိုက်သုံးနိုင်မှ control အမြူရတော့မှာဖြစ်ပါတယ်။နောက်ပြီးတော့ ultimate သုံးလိုက်လို့ enemy ရဲ့ vision မြင်ရတဲ့ကြာချိန်ကိုလည်း5စက္ကန့်ကနေ20စက္ကန့်ထိရှော့ထားလိုက်ပါတယ်။ ဒီတော့ ultimate သုံးပြီးရင် enemy ရဲ့ vision ကိုခဏပဲမြင်ရတော့မှာပါနောက်ထပ် arlo ရဲ့ scale to basic damage ကိုအရင်က level light 135ကနေ335အထိတက်လာတာကိုအခုဆိုရင် level light 135ကနေ285အထိပဲရအောင်လျှော့လိုက်ပါရစေ နောက်ပြီးတော့ CC က enemy ကိုဓာတ်မပေးတော့ရင် persistent lead တွေပြန်ကြတဲ့အချိန်ကို အရင်က10စက္ကန့်မှာ stat တစ်ခုပြန်ကြတာကိုအခုဆိုရင်0.3စက္ကန့်အတိုင်းမှာ stat တစ်ခုပြန်ကြအောင်ပြင်လိုက်ပါတယ်အလွယ်မှတ်ထားခြင်းနဲ့ဆိုရင်တစ်စက္ကန့်မှာစတက်က3ခုတောင်ပြန်ကြတော့မှာဖြစ်လို့ CC အနေနဲ့လမ်းပတ်တဲ့အခါတွေမှာသွာလာရတာအရင်ကထက်နည်းနည်းနှေးသွားမှာဖြစ်ပါတယ်။နောက်ထပ် nav light တဲ့ကောင်ကတော့ပွဲတိုင်းဘန်းနေရတဲ့နာတန်ပဲဖြစ်ပါတယ်။ ဒါတန်ရဲ့ဘေးစစ်တက်ပြစ်ချက်မှာရတဲ့ magic power bonus နဲ့ attack effect bonus ကို65ရာခိုင်နှုန်းကနေ60ရာခိုင်နှုန်းထိလျှော့လိုက်ပြီး stat တစ်ခုတိုင်းမှာရတဲ့ movement speed bonus ကိုလည်း9.5ရာခိုင်နှုန်းကနေ900ရာခိုင်နှုန်းထိလျှော့လိုက်ပါတယ်။ဒါအပြင် scale 1ရဲ့ magic bonus ကိုလည်း130ရာခိုင်နှုန်းကနေ120ရာခိုင်နှုန်းထိလျှော့လိုက်ပြန်ပါတယ်။ ဒါရင်မကသေးပဲစကေးတူးနဲ့အန်နမီကိုထိတိချင်းမှာပေးတဲ့ဒါမေ့ရဲ့မက်ချစ်ပါဝါဘောနပ်ကို65ရာခိုင်နှုန်းကနေ60ရာခိုင်နှုန်းထိလျှော့လိုက်ပြီးအန်နမီကိုထိသွားလို့နောက်ပြန်ဆွဲတဲ့အခါမှာပေးတဲ့ဒါမေ့ရဲ့မက်ချစ်ဘောနပ်ကို73ရာခိုင်နှုန်းကနေ72ရာခိုင်နှုန်းထိလျှော့လိုက်ပါတယ်ပြောရရင်နာတန်ရဲ့မက်ချစ်ပါဝါဘွန်နက်တီကို900ခိုင်နှုန်းလောက်စီပဲလိုက်လျှော့လိုက်တာဆိုတော့တကယ်တမ်းကောင်းကောင်းဖန်းနိုင်မယ်ဆိုရင် AC ဆော့လို့ရနိုင်တဲ့အတွက်ဘန်းမြဲဘန်းနေရအောင်ပါ နောက်ထပ်ဘင်းရဲ့ SK2 တုံးပြီလို့ VR ဦးပြေးသွားတဲ့အခါမှာမှုတ်ထုတ်လိုက်တဲ့ damage ရဲ့ magic bonus ကို250ရာခိုင်နှုန်းကနေ200ရာခိုင်နှုန်းထိလျှော့လိုက်ပါတယ်။ဒီလာဘိန်းနဲ့တာမို့စတိုကဆယ်လာပိုင်း24ရက်နေ့လောက်ထဲကပြင်လိုက်တာဆိုပေမဲ့မတည်သေးတဲ့သူတွေလည်းတစ်ခါတည်းတည်သွားအောင်ထည့်ပြလိုက်ပါမယ်။နောက်ဆုံးနှက်လိုက်တဲ့ဟီးရိုးကအရီသည်ဖြစ်ပြီးအတီမိတ်ခရော့စ်ဝိုးခုန်လိုက်တဲ့အခါမှာပေးတဲ့ဘေးစစ်ဒမ်မစ်ကိုအရင်က level လိုက်120ကနေ200အထိတက်လာတာကို အခုဆိုရင် level လိုက်100ကနေ160တိပဲရအောင်လျှော့လိုက်ပါတယ်အတီမိတ်ကိုအာဂူဝီပြရတဲ့အရီသေအနေနဲ့မေဂိန်းလောက်မှာဗရယ်လိုက်ချတဲ့အခါမှာဒမ်မင်းနေသွားမှာဖြစ်ပါတယ် Okay ဒါတွေကတော့ net flight တဲ့ hero တွေပဲဖြစ်ပါတယ်နောက်ထပ် scale တစ်ခုကို short scale တစ်ခုကိုပြန်တင်လိုက်ပြီး adjust လုပ်လိုက်တဲ့ hero နှစ်ကောင်လည်းရှိပါသေးတယ် ပထမဆုံးတစ်ကောင်ကခြံခဲဖြစ်ပြီးခြံခဲရဲ့ scale 1ကုတောင်းကို level တိုင်းမှာ9စက္ကန့်ကနေအခုဆိုရင် level လိုက်9စက္ကန့်ကနေပြီးတော့9စက္ကန့်ထိရောလာအောင်တင်ပေးလိုက်ပါတယ်နက်ဖလိုက်တာကတော့ SK2 တုံးထလို့ရှီးရှိနေတဲ့အချိန် basic attack နဲ့ပြည့်ရင်ထွက်တဲ့ damage မှာအရင်ကဆိုရင် total physical attack နဲ့ total magic power ရဲ့35ရာခိုင်နှုန်းကို magic damage အနေနဲ့ထည့်ပေါင်းပေးတာဖြစ်ပါတယ်။ ခုဆိုရင် total physical attack ရဲ့ percentage ကိုထည့်ပြီးတော့ပေါင်းပြီးတော့မှမဟုတ်ပါဘူး။ဒီတော့ channel ကို physical item နေဆက်ပြီး mass man လို့ဆော့နေကြတဲ့ဆရာကြီးတွေအတွက်3စက္ကန့်လောက်ညင်သက်ပေးလိုက်ကြပါ။နောက်တစ်ကောင်ကတော့ obsidia ဖြစ်ပါတယ်။ obsidia က ultimate နဲ့ enemy ကိုချိန်လိုက်ပြီဆိုတာနဲ့ attack speed 30%ခိုင်နှုန်းကိုတန်းပြီးတော့ရသွားမှာဖြစ်ပါတယ်။ ီတော့ estimate ချိန်ပြီးတာနဲ့ attest အများကြီးနဲ့ share ပြစ်လို့ရတော့မှာပါ။ဒါပေမဲ့ level တစ်ခုတက်လာတိုင်းမှာရတဲ့ physical attack ကို9.5ကနေ9အထိ short လိုက်ပါတယ်။ဒါဘယ်လိုမျိုးလဲဆိုတော့ဥပမာအရင်ကဆိုရင် level 10မှာ physical attack 85ရတယ်ဆိုရင် အခုဆိုရင်90ပဲရတော့မှာပါ။ ဒါဆိုရင် backflight တဲ့ hero တွေကိုစက်ကြည့်လိုက်ရအောင်ပထမဆုံး backflight တာကတော့ hero ဖြစ်ပါတယ် hero က backflight တယ်ဆိုတာတဲ့ revert နည်းနည်းလုလိုက်တယ်လို့ပြောရင်ပုံမှန်ပါလိမ့်မယ်။အရင် hero ရဲ့ passive ကခြုံထဲကိုဝင်ရင်ရှီးနေငယ်ရပြီးတော့သွေးပြန်တက်နေမှာပါ။အခုပြင်လိုက်တဲ့ passive ကလည်းခြုံထဲကိုဝင်ရင် သွေးပြန်တက်နေအောင်မှာပါ။ဒါပေမဲ့ရှီးရတော့မှမဟုတ်ပါဘူး။ ီနေရာမှာဘလို့ပြောင်းသွားရလဲဆိုတော့ခြုံထဲဝင်ပြီးလို့နောက်ခုတ်မဲ့ဘေးစေးအတက်က enhance ဖြစ်သွားမှာဖြစ်ပြီးအရင် scale 1လိုမျိုးပြေးခုတ်မှာဖြစ်ပါတယ်ဒီ enhance ဘေးစေးအတက်မှာအရင် scale 1လိုပဲ basic damage 140ကို80ရာခိုင်နှုန်း total physical အတက်နဲ့ hero level ကို6နဲ့မြောက်ပြီးရတဲ့ physical damage နှစ်ခုကိုပေါင်းပေးမှာဖြစ်ပြီးထုတ်လိုက်တဲ့ enemy ကိုလည်း slow fan 40ရာခိုင်နှုန်းကို30စက္ကန့်ကြာပေးနေဦးမှာပါ အဟက်ဘေးစေးတက်ကခြုံထဲဝင်နိုင်တော့ရနေမှာမဟုတ်ပါဘူးတစ်ခါသုံးပြီးရင်60စက္ကန့်ကြာကူးလောင်းဆောင်ပြီးမှပြန်သုံးလို့ရမှာပါစကေးဝမ်းကတော့အရင်လိုအပြေးမြန်သွားတာပါပဲ ဒါပေမဲ့အဟံဘေးစစ်တက်ကပက်စစ်ကိုရောက်သွားပြီဖြစ်တဲ့အတွက်ပြေးခုတ်တော့မှာမဟုတ်ဘဲနဲ့ရှီးနေငယ်ရသွားမှာဖြစ်ပါတယ်။ဒီလိုပြင်ပေးလိုက်တာဘာလို့အားသာသွားလဲဆိုတော့အရင်လိုမျိုး enemy ကိုလိုက်တာမျိုးဖြစ်ဖြစ်ခြုံထဲကနေစောင့်နေတာမျိုးဖြစ်ဖြစ် scale 1နဲ့ပြေးခုတ်လိုက်ရင် movement speed ထပ်မမြင်တော့တာမို့လို့ချင်းနေမကောင်းလို့ပြန်ပြေးရတဲ့အခါမှာတိုင်ပတ်တာမျိုးတွေမဖြစ်တော့ဘဲခြုံထဲကနေ enemy ကိုစောင့်ပြီးတော့ထွက်ခုတ်အချင်းနေမကောင်းရင် scale 1နဲ့ပြန်ပြေးသွားလို့ရမှာဖြစ်ပါတယ်။ အားကြောင့် Broken Wall နဲ့ Danger Regress တို့လိုမျိုးပုံတွေမှာ enemy jungle တဲကိုကောင်းကောင်းဝင်နှောက်လို့ရသွားမှာပါ။နောက်ပြီးတော့ Skate 2တုံးတဲ့အခါမှာ၃ချက်မြောက်ကို အရင်အထက်ပို့ပြီးတော့မြန်အောင်လှုပ်ပေးလိုက်ပါတယ်။ဒါအပြင်အတီမိတ်သုံးရင်လည်းလောလောထားတဲ့အန်နမီကို ပို့သုံးအောင်ပြင်ပေးထားပါဗျ။ နောက်ထပ်ဘက်ပေးလိုက်တာကတော့ Xavier ပဲဖြစ်ပါတယ်။ Xavier ရဲ့ပုံမှန်သုံးတဲ့ scale 1ရဲ့အကျယ်ကို0.6ကနေ0.9ထိတိုးပေးလိုက်ပြီး mana cost ကိုလျှော့လိုက်ပါတယ်။နောက်ထပ်ပုံမှန်သုံးတဲ့ scale 2ရဲ့အကျယ်ကိုလည်း3.5ကနေပြီးတော့4.3ထိတင်ထားလိုက်ပါတယ်။ ဒါပေမဲ့ Enhanced K2 ရဲ့အခြေကိုတော့ Fight ကနေ4.3တိရှော့လိုက်ပြီး K1 2နဲ့ထိတဲ့အခါ Enemy ကိုပေးတဲ့ Immobilize Effect ရဲ့ကြာချိန်ကိုတော့1.2စက္ကန့်ကနေပြီးတော့0.8စက္ကန့်ထိရှော့လိုက်ပါတယ်။ဒီတော့ scale 1နဲ့2ကိုအစာပိုင်းမှာများများထိုင်စပန်လို့ရမှာဖြစ်ပြီးထိဖို့လည်းပို့ပြီးတော့လွယ်လာမှာပါ။ နောက်ပြီးတော့ Ultimate ကိုလည်း Ski 2လိုပဲပုံမှန် Ultimate ရဲ့အကျယ်ကို2.2ကနေ3ထိတင်လိုက်ပြီး NS Ultimate ရဲ့အကျယ်ကိုတော့3.8ကနေ3ထိရှော့လိုက်ပါတယ်။ပြောရရင်တော့ Xavier ရဲ့ပုံမှန် Ski နဲ့ NS Ski တွေရဲ့အကျယ်ကို တူတူထားလိုက်တာမျိုးဖြစ်ပါတယ်။နောက်ထပ်မီနိုတောကိုလည်း buff လိုက်ပါရယ်ပထမဆုံးမီနိုတောရဲ့ passive ကို revamp လုပ်လိုက်ပါရယ် ဘယ်လိုမျိုးလဲဆိုတော့ Minotaur က skill တစ်ခုသုံးပြီးတိုင်းမှာ motivation မုတ်ဝင်သွားမှာဖြစ်ပါတယ်။ဘယ်လို motivate ရသွားမှာလဲဆိုတော့မကြိုးစားနဲ့ပျော်အောင်နေမှာအရေးကြိုက်လားရက်တော့နော်ဘာလုပ်ချင်လဲလုပ်ချင်တာလုပ်ပလိုက်လူသားဆန်လိုက်သူများရဲ့ပြောတာမယုံနဲ့အောင်လေလီလလာပြောနေတာနော်โอเคစတာပါဘယ်လိုမျိုးလဲဆိုတော့ Minotaur spell တစ်ခုသုံးပြီးတဲ့30စက္ကန့်အတွင်းမှာ enemy က damage လာပေးမယ်ဆိုရင် အဲ့ဒီ NMI လာပေးတဲ့ဓာမေးရဲ့900ဂိုင်းနှုန်းနဲ့မီနတော်ရဲ့ level ကို100ဂိုင်းနှုန်းနဲ့မြှောက်ပြီးရတဲ့သွေးတွေပြန်တက်နေမှာဖြစ်ပါတယ်ဥမာအနေနဲ့ level 5မှာ skill တစ်ခုသုံးပြီးတဲ့အချိန် enemy က damage လာပေးရင်အဲ့ဒီ damage ရဲ့10000ခန့်နှုန်းရှိတဲ့သွေးတွေပြန်တက်နေမှာဖြစ်ပါတယ်။ နောက်ပြီးတော့ scale 2ကိုလည်း revamp လိုက်ပါတယ်။အခုဆိုရင် Minotaur ရဲ့ scale 2ကအနားမှာရှိတဲ့ကိုယ့်ဘက်ကလူတိုင်းကိုသွေးဖြည့်ပြီးတော့မှာမဟုတ်ပဲသူ့ကိုယ်သူနဲ့အနားကသွေးအနေဆုံးတစ်ယောက်ကိုပဲသွေးဖြည့်ပြီးတော့မှာပါ။နောက်ပြီးတော့သွေးရောသလောက်ပြန်ဖြည့်ပေးတဲ့ percentage ကိုလည်း900ခိုင်နှုန်းကနေ800ခိုင်နှုန်းထိတင်ပေးထားပါဗျ။ Ultimate ကိုလည်း adjust လုပ်လိုက်ပါတယ်။ Ultimate သုံးတဲ့အခါမှာ enemy ကိုပေးတဲ့ slow effect ကို40ကနေ60ရာခိုင်နှုန်းထိတင်လိုက်ပြီးမြဲ airborne effect ရဲ့ကြာချိန်ကိုတော့10စက္ကန့်ကနေ0.8စက္ကန့်ထိလျှော့လိုက်ပါတယ်။ဒါပေမဲ့ ultimate သုံးပြီးလို့ enhance ဖြစ်နေတဲ့အချိန်မှာတော့အနားမှာရှိနေတဲ့ဒူတွေအားလုံးကိုတွေးဖြစ်ပေးမှာဖြစ်ပါတယ်။နောက်ထပ်ဗတ်ထားတဲ့ hero တွေနဲ့ပြောင်းလဲထားတဲ့ item တွေလည်းရှိပါသေးတယ်။ ဒါပေမဲ့အခုဗီဒီယိုကနည်းနည်းရှည်နေပြီမို့လို့ဒီကြံနေသေးတဲ့ဟီးရိုးရင်းနဲ့အိုင်ဒန်နီရဲ့အပြောင်းလဲအကြောင်းကိုပတ်တူးနေနဲ့ကျွန်တော်နောက်ဗီဒီယိုမှာထပ်ပြီးတော့တင်ပေးသွားပါမယ်။အခုပြောသွားတဲ့အထက်ကဘော်ဒါအောင်းနေနဲ့ဘယ်ဟီးရိုးရဲ့အကြက်စနန့်ကိုကြိုက်ဆုံးလဲဆိုတာကိုလည်း comment မှာပြောသွားပေးကြပါဦး။ Okay ဒါဆိုရင်ကျွန်တော်နောက်ဗီဒီယိုမှာ update patch ရဲ့ပတ်တူးနဲ့အတူပြန်လာမှာမို့လို့ see you in next video ပေါ်လာတော့